ဒါဖြင့်ကျင်စာလေးဒီကဒုက္ခဝေဒနာအငယ်ကျင်လေကဒုက္ခဝေဒနာအလားမထနိုင်တော့ကျင်ဒုက္ခဝေဒနာကြီးစားအဲ့တော့ဒုက္ခဝေဒနာကြီးစားကြမှသိကြတော့ကောင်းပြီဘယ်ကစားပြရမှာအငယ်ကစားပြတာအငယ်ကစားတာကိုအငယ်ကစားပြီမယ်လို့ဆိုလို့ရှိရင်ဖြင့်အော်ဒီဒုက္ခဝေဒနာလေးပဲဒုက္ခဝေဒနာလေးပဲလို့ညာနဲ့သိလိုက် မှာပြင်ဒုက္ခဝိညာဉ်လေးကဖြစ်ပြီးပြက်တာပဲလို့ပြီးလိုက်ဟောဒီကျင်လတ်ကိုမရောက်ဘူးဗျာကျင်လတ်မှမရောက်ခွင့်နဲ့ခွင့်နဲ့မထနိုင်အောင်ကျင်တဲ့စီကိုရောက်ပါမယ်အဲ့ဒီတော့တရားဓမ္မတွေကဝေဒနာလည်းမကုတာဖဲလိုက်တာဝေဒနာမကုတဲ့တဲ့ပြင်တရားဓမ္မတွေကဝေဒနာတောင်ကြီးအောင်လုပ်နေသေးတော့ဘယ်မှာသာလဲဝေဒနာသက်သာကြမြင်သေးဟောဘုန်းကြီးပြောတာသိချာမှတ်တာနာရာလေးကနာဇကလာရှိလို့ရှင်ဒီနာသိကြည့်မလားတော့ ဒီတော့မခံနိုင်မရနိုင်အောင်လည်းဖြစ်မလာတော့ဘူးရေးမိကြဒါကြောင့်ဒကာရမတို့အနာကြီးကြီးမှသိကြလို့ရှင်းဖြင့်ခမည်းတော်ဟာအနာငယ်နဲ့အနာလတ်ကိုမသိတဲ့အတွက်အဝိဇ္ဇာကြောင့်ခမည်းတော်အနှကြီးရတာရေးမိဘူးလားဘာကြီးဘာကြောင့်ရတာလဲအဝိဇ္ဇာကဝိဇ္ဇာနဲ့အစောကြီးကနာဇကရတွေကအဲနာရဏိရဲ့ဒုက္ခဝေဒနာဖြစ်ပျက်ကလေးပဲလို့ဆိုလို့ရှိရင်ဟောဒီအနာလတ်တော့မပေါက်တော့ဘူး ူကဖြစ်ဖြစ်ဖြစ်သွားပြီသဘောကျအဲ့တော့ဒကာဒမတွေအဝိဇ္ဇာပြန်ဝမခံကြပါနဲ့အဝိဇ္ဇာဝန်ခံတဲ့နေရာစသည်ဥနာသိငါ့မှာလာဆက်ဘလောက်ကြောက်ချက်ကောင်းဒါပြန်ခင်ရတော့သဏ္ဍာန်နိုင်ဘယ်ဝေနာပေါ်ပေါ်ပေါ်ကြသိအောင်လို့သိရင်အဝိဇ္ဇာလားဝိဇ္ဇာဝိဇ္ဇာလားပြန်တော့လည်းအဝိဇ္ဇာကချုပ်ရအဝိဇ္ဇာကချုပ်တယ်ဆိုတဲ့ကူကလည်းတန်မြတ်စခန်းတတ်ပါပြီ ိုနာသေးရင်နဲ့လည်းသေကန်းရှင်ကပြတ်ပါဘူး။ဘလို့များဖို့တာ။အေးဒါကြောင့်ဒီလိုသာသိ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 သွားမယ်ဆိုတရားဓမ္မတို့ခွန်င်းရတဲ့သောတာပန်တရားကအနာဂံရမ်းမှဖြစ်နေ။ဩဒါပြန်တို့ပါလုံးနေတာပါလိမ့်မယ်။အစမသိဘူးလို့နေတာဟိ။ဘာဖြစ်ဖြစ်တရားဓမ္မတွေကလွန်မှပဲသိတယ်။လွန်မှပဲသိတယ်။ရတာတွေကမခံမမရနိုင်မှပဲသိတော့။ ရာဇာလည်းသူမသိဘူးမသိတဲ့ရာဇာဝင်လာလေဖြစ်ပြမရှိမိတော့ရအရာကြီးပေါ်လာတာပေါ့ဗျာဘလောက်ကြောက်ကြောက်အဲ့ဒါကြောင့်ဓဂရမတွေကိုသတိပေးရတယ်ဘယ်လိုသတိပေးရလဲဆိုတော့ဓဂရမတွေကမိမဆိုရဗျာဒီလိုဝေဒနာရဲ့ပြန်ပြန်နဲ့မတူဖြစ်အမတမထူးခြားတဲ့ဝေဒနာတွေသူများမပေါက်တဲ့ဝေဒနာတွေဒီလိုမှလာသီးသံဝေဒနာတွေကရှိတယ်ဗျာ။ယောက်ျားမင်းနဲ့မတူတဲ့သီးသံဝေဒနာတွေကရှိတယ်။ အဲ့ဒီဝေဒနာတွေကိုခင်ဗျားတို့ဘာမှမတွေ့ဘူးဖြစ်စာရည်သာပေါ်လာတာကဉာဏ်နဲ့သာဖြစ်ဖြစ်ရှိဖြစ်ဖြစ်ရှိတဲ့ဒီဝေဒနာအလတ်ကြီးလည်းမလာဘူးအကြီးကြီးလည်းမလာတော့ဘူးအခုထုတ်သွားတာရင်းနေရလားဒါကြောင့်ဘုန်းကြီးခဏခဏပြောရှင်မကတ္တဝါကြီးကမမှားဘူးခေါင်းအမှန်တန်ကြိုက်ပေါင်းမကကတော့ဟေးကတ္တဝါဘယ်နဲ့နေတော့ဘုရားကအာမခံမဲနဲ့ကောင်းကြိုက်တယ်။အိုးမင်းဖြင်းလိုက်ကြကွာ။ မင်းဒီဘုရင်ဆိုတဲ့ပညာနဲ့ရှုပါလားกว่าဓမ္မဝိဇ္ဇာတမောရှင်ဆိုတာမက်ကင်မဲနော်အဲ့ဒါလေးနဲ့မဖြစ်ဖြစ်ရှုပါလားกว่าအိုးတပည့်တော်ဗျာအဝိဇ္ဇာတပည့်တော်ဒီကားလို့ရှင်ဒါတတိမထားမှုပဲဖြစ်နေတယ်အဝိဇ္ဇာတော့မရှိဘူးတတိမထားမှုပဲဖြစ်ဝိဇ္ဇာရယန္တာမရှုပြီးသားပါဗျာတတိမထားမှုပဲဖြစ်နေတယ်ဗျာတဲ့ဒါတပည့်တော်တရားတွေတက်လာကြတဲ့ကဒီဥစ္စာဒီပညာတပည့်တော်မှာကိုယ်ပိုင်ရှိပြီလား

ဒီဝရဏကြီးကုန်မလားတော့ကြီးကုန်မလားတော့ပါဘူးကဲတော့ကမ်းနေစဉ်းစားမလားအဲဒါကြောင့်ဒီပြေကဝေဒနာခံစားမှမင်းသိတ်ကြောက်တာပဲဆိုလို့ရှိရင်အစတော့သိအောင်လုပ်လိုက်ပါအစသိအောင်လုပ်လို့ရှိရင်အလတ်စားဖို့ဖြစ်ပါဦးအကြည့်ရောရအဲဒါကြောင့်ဒကာရမတွေမှာဘာလဲလို့နေတော့ဆိုတော့ဝေဒနာပေါ်ရင်ပေါ်ရင်အစမတွေ့တာခက်ခက်ဒုက္ခပေါ်လာတဲ့ဒကာရမတွေကမတွေ့ <laughs> မတွေ့တော့ဒုက္ခဝေဒနာကိုမတွေ့တော့ဒုက္ခဝေဒနာဖြစ်เสียတတ်နာဩသူ့ကိုခင်ဗျားတော့ဝေဒနာလေးမတွေ့ပဲဘူးဗျာမတွေ့တော့သူကထုံးကောင်တိုင်းပေါ့ဗျာဟုတ်လားအိမ်သာခွေးတကောင်မို့တခုလာပြစ်တော့ခင်ဗျားတို့ကမတွေ့ဘူးဆိုတော့ဒီနေ့တော့မနံသေးဘူးဗောနောက်ရင်ကြတော့ဘာဖြစ်မလဲဘာကြောင့်လဲမနေ့ကမတွေ့ပြီတော့မတွေ့ရမတွေ့ပြီတော့ဒီနေ့အပါရုပ်ဆိုးလာနင်းတာပြန်ဒီနေ့တောင်မှမတွေ့ပြီဗျာနှစ်ရက်ရှိပြီမတွေ့ဘူးသုံးရက်ကြတော့ခင်ဗျားတို့ဆွဲပြစ်ဖို့တောင်းတော့ခင်းဘာကြောင့်လဲ မတွေ့မိလို့မတွေ့တာဆိုဆိုမယ်ပရမနိယတွေ့မှဆိုရင်ခင်ဗျားတို့အနန္တဒုတိယနေ့အနန္တတောင်ကိုယ်မှာနှိမ့်ဆက်ပြရှိသေးရဲ့အခုတော့၃ရက်ရှိတောင်မှမတွေ့သေးတော့ဒီနားတကယ်လင်းတာတွေကြာတော့မှပဲသိတော့တယ်ဆိုတော့ကောင်းသေးရဲ့ဒါပြန်အစမသိမိတာဒီနာနဲ့နာရသေးတယ်စော်လဲစော်ရသေးတယ်လင်းတာတွေလည်းကိုယ်ဉာဏ်နားခံရသေးတယ် သောတာကြတာပုတ်လိုက်ညီလိုက်ကြလဲပြောချင်မရှိအောင်နံသေးတယ်ဆိုတော့အဲ့ဒါဘာမသိမိလို့တော့တန်ကျက်တွေပြီးရတာဒါကြင်အဲ့ဒါဝေဒနာအစမသိရင်ဝေဒနာကြီးကြီးရမသိမိဗလားဝေဒနာအစသိရင်ဖြင့်ဒါပြန်ဝေဒနာကြီးကြောက်တဲ့ပုဂ္ဂိုလ်ဒီပေါ်လာကြဝေဒနာလေးကိုလည်းဖြစ်ဖြစ်ရှိတယ်ဒိဋ္ဌဒိဋ္ဌဒိဋ္ဌ သိမိပြီလားအဲ့ဒါဘုရားဓမ္မတွေခင်ဗျားတို့ကဆရာဝန်တို့ဆေးသမားတို့ကအကုမနေပါနဲ့ဘုရားရှိတဲ့တော့ဘယ်မှအမှမပြောက်ဘူးခင်ဗျားတို့လည်းဒီဝေဒနာလောက်ကိုမဆိုပါနဲ့မဆိုတတ်ပါနဲ့ဆောင်းငယ်ကိလေသာကြီးနောက်ဘဝတုန်းကဒေဥ့ရဲ့ပြစ်ချမယ်လို့နောက်ကစောင့်နေတဲ့ကိလေသာနာကြီးတောင်ပဲဒီဥပဒနာမညာနဲ့ရှုလိုက်တဲ့အခါကိလေသာနာကြီးတောင်ကုန်ပြောက်ဘူးဒီကိုယ်ပေါ်မှာနာတဲ့အနာတော့မဆိုပါနဲ့တော့ဒါတော့ဖုတ်တတ်ပါလေ သိပြီလား